ကြအစိုးရဒေါ်လန်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့ဆူဒန်ဒေါ်လန်ရဲ့တပ်ဖွဲ့ဖြစ်တဲ့ RSF ဖွဲ့ကစစ်ပြိုင်အစိုးရဖွဲ့စည်းလိုက်တယ်လို့သိရပါဗျ။ RSF အဖွဲ့ခေါင်းဆောင်ဟာဆူဒန်ကာကွယ်ရေးဦးစီးဆုံးဖြစ်တဲ့ဗိုလ်ချုပ်ကြီးအန်ဒယ်ဖာဒက်ရှ်အေဘာဟန်နဲ့သဘောထားကြောက်မှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်မှာ2023ခုနှစ်ဧပြီလ15ရက်နေ့မှာအစိုးရကိုလက်နက်ကန်ဒေါ်လန်ခဲ့တာဖြစ်ပါတယ်။ဒေါ်လန်ရဲ့နှစ်နှစ်ပြည့်အထိမ်းအမတ်အနေနဲ့ဗြိတိန်အစိုးရကဦးဆောင်ပြီးဆူဒန်အစိုးရတဲ့ခေါင်းဆောင်အနေနဲ့ RSF အဖွဲ့ခေါင်းဆောင်တွေကအပြစ်ခက်ရဲစဲရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေး းမှုတွေလုံဆောင်ခဲ့ရမှာသဘောတူညီမှုမရခဲ့တာကြောင့် RSF အဖွဲ့ကစစ်ပြိုင်ဆိုရချောင်းလိုက်တာဖြစ်ပါတယ်။ပြည်တွင်းအစစ်ကြောင့်နှစ်နှစ်ကြာကာလအတွင်းဆူရဲနိုင်ငံမှာအရက်သားပြည်သူတင်းကင်းနဲ့ကြော်တိဆုံးခဲ့တဲ့အပြင်နေရက်ဒေသတွေကိုဆုံးဟထပေးရသူဦးရေကလည်း၁၂တန်းကျော်အထိရှိခဲ့ပါတယ်။ဆူဒန်နိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာကမ္ဘာပေါ်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအများဆုံးပေးရဖို့လိုအပ်နေတဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်ရှင်။